Hello အားလုံးပဲမိပါပါရှင်အငုံဒီနေ့ကတော့အရန်အရန်ကိုစားလို့ကောင်းတဲ့မန္တလေးကအပူရှာပူဆိုင်လေးဆိုင်ခေါ်သွားမှဖြစ်ပါတယ် အဆိုင်လေးကတော့မန်လေးမှာဆိုရင်အပူရှာဘူးအကောင်းဆုံးဆိုင်တွေထဲမှာတဆိုင်ဖြစ်တဲ့လမ်း60ရခိုင်မုံဒီဇိုင်းပဲဖြစ်ပါတယ်ဆိုင်ရဲ့ဒီနေရာလေးကတော့26 29ကြားလမ်း60ပေါ်မှာရှိရတဲ့ဆိုင်နာမည်လေးကိုလည်းလမ်း60လို့နာမည်ပေးထားတာပေါ့နော်ဒီဆိုင်ဆိုရင်မတိရသူရှားတလောက်ပဲအငုံဆိုရင်တော့ဒါမန်လေးမှာနေကနေရလဲဒီလမ်း60ရခိုင်မုံဒီဆိုတာခဏခဏသွားစားဖြစ်တယ်သူ့ရဲ့ရတာလည်းတခြားဘယ်ဆိုင်ထဲမှာမတူရတဲ့အငုံအရန်ကြိုက်တဲ့ဆိုင်ထဲမှာပါတယ်ပေါ့နော်လူကြိုက်အရန်များပြီးတော့အရတာလည်းထိထိမိမိဖြစ်တဲ့အတွက်အမြဲတမ်းဆိုင်မှာလူကြိုက် တူနဲ့ဟိုမှာအငုံတို့နေရာကိုလူထိုင်ရတဲ့ထီကိုရောင်းရတဲ့စိုင်လေးပေါ့နော်ဒီမှာဆိုရင်သူကရခိုင်မုံဒီအပူရှာဘူးရခိုင်မုံဒီအတုပ်ပြီးရင်ပဲကက်ကြော်တုပ်ငဖယ်တုပ်ပြီးရင်ဒီလိုမျိုးအချိုဝဲစနုံးမကလင်းလေးရတယ်ဖတ်ထုတ်ကြော်လေးငုံအတုပ်တွေလည်းရတယ်ပေါ့နော်အငုံကတော့အငုံသွားစားခဲ့တဲ့နေလေးကမိုးလေးကလည်းအုံအုံလေးဆိုတော့ပူပူဆက်ဆက်လေးစားကြတယ်နော်အပူရှာဘူးကိုအေးလေးမာလိုက်တယ်ပြီးရင်တော့ငဖယ်တုပ်လေးကိုချင်းချင်းဆက်ဆက်လေးထိမိအောင်ငုံတော့တုပ်ခိုင်းလိုက်တယ်ပေါ့နော်အခုပြောရင်းနဲ့ဟိုပြန်စားကြနေပြီပေါ့နော် ူရဲ့ဒီငဖယ်တုတ်တွေအပူရှာဘူးထဲမှာဆိုလေသူစက်တွန်မြူကျော်အဲ့လိုမျိုးစက်တွန်မြူစီချက်လေးလားအဲ့လိုမျိုးလေးထည့်ထားတဲ့အတွက်မွှေမွှေးလေးနဲ့ဟိုမှာအငုံအခုပို့ပြီးမွှေးအောင်နာမင်လေးတွေအဲထည့်ပြီးစားမယ်ပေါ့နော်ဘဲဒီလေးတွေရောထည့်ပြီးစားပါမယ်ပြီးရင်တော့ဒီလမ်း60ရဲ့ထိမိတဲ့ငပိတောင်းပေါ့နော်ဆက်ဆက်လေးနဲ့ငပိတောင်းလေးကိုထည့်ပြီးရင်တံမြာသေးလေးညှစ်ပြီးတော့တကယ်ရာသီဥတုအေးအေးလေးမှာကွာ ဲ့လိုချင်းချင်းဆက်ဆက်လေးကိုအငုံစားပါမယ်။လာစားတဲ့သူအရန်များတော့လေအငုံတို့တော့တဝိုင်းပြီးတတ်မရတော့ဘဲနဲ့တခြားအန်တီနဲ့တွဲပြီးထိုင်ရတယ်ပေါ့နော်။အဲ့လိုမျိုးကိုဝိုင်းကိုရကျင်နေဆိုရင်တော့စောစောလေးလာပေါ့နော်။ငုံတို့နောက်ကျတဲ့အတွက်ဖတ်ထုတ်ကြော်ရပါလေငုံတို့မစားခဲ့ရဘူးပေါ့နော်။ ဒီလမ်း60ရခိုင်မုန်တီရလေးနှစ်ပေါင်းအကြာကြီးဘာလို့ရက်တည်နိုင်လဲဆိုတော့သူ့ရဲ့အရသာကလေအငုံမန်းလေးမှာနေခဲ့တဲ့အချိန်တုန်းကစားခဲ့တဲ့အရသာကအခုရန်ကုန်ကနေပြန်လာပြီးစားတဲ့အရသာနဲ့လုံးဝတထက်သေးပဲလုံးဝပြောင်းသွားခြင်းမရှိဘူးအရသာလုံးဝထိမိတယ်သူ့ရဲ့ဒီအပူရှာဘူးအရေကလေငားများများနဲ့ချက်ထားတဲ့တော်လေးလုံးဝချိုးပြီးတော့အငုံတို့ဒီပဲသီးတွေနန်းနန်းမင်းတွေထက်ငပီတောင်းနေနဲ့ဒီတက်မြတ်သီးညှစ်လိုက်တဲ့အချိန်မှာလုံးဝ ခြင်ငန်ဆက်လုံးဝအရသာကိုထိမိပြီးတော်တော်လေးစားလို့ကောင်းတယ်ပြီးရင်သူ့ရဲ့ငဖယ်တုပ်ငဖယ်တုပ်ကလည်းလုံးဝချင်းချင်းဆက်ဆက်လေးနဲ့အမ်တော်တော်လေးစားလို့ကောင်းတယ်ချက်သွမြူစီချက်လေးကလည်းမှုမွေလေးနဲ့ဟိုမှာငဖယ်လေးကလည်းထွတ်ထွတ်ထွတ်လေးနဲ့ဟိုမှာ တော်တော်လေးရတာထိမိချင်းဆက်ပြီးတော့တော်တော်လေးစားလို့ကောင်းပါတယ်။အမျိုးအပူဆက်ချင်းငန်ဆက်တွေစားပြီးဆိုရင်အချိုပွဲတဲကျင်နေဆိုရင်လည်းဒီလက်60ရခိုင်မုန့်တွေမှာအဲ့လိုရွှေရွှေကြီးစနုံးမကင်းရင်တော့အဲ့လိုအချိုလေးတွေနဲ့ပြီးရင်ဖတ်ထုတ်ကြော်လေးတွေအဲ့လိုမျိုးလေးလည်းရတယ်ပေါ့နော်။အငုံကတော့အဲ့နေရာချင်းချင်းဆက်ဆက်နဲ့အာဘူရှာဘူးတီးတန့်စားခြင်းနဲ့တူပါအာဘူရှာဘူးနဲ့ငဖယ်တုပ်ပဲစားခဲ့တယ်ပေါ့နော်။အောက်ဆရာတော့အငုံကကြောက်ကြောတက်မြားလေးပဲမှားလိုက်တယ်ပေါ့နော်။အဲကြောက်ကြောလေးရဲ့ EC စီလေးနဲ့ဟိုမှာချိုချင်လေးနဲ့တောက်လို့ရမ်းကောင်းပါတယ်။ ုံးတွက်ကတော့လမ်းလျှောက်ဆဲရခိုင်မုံဒီဆိုင်ကတော့အကြိုက်ဆုံးနေရာဆိုင်တစ်ဆိုင်ထဲမှာပါပါတယ်အရကလည်းအရန်ထိမိပြီးတော်တော်လေးစားလို့ကောင်းတဲ့အတွက်ဒီမန်လေးမှာရှိရဲ့အဲမစားကြည့်ဘူးသေးတဲ့တဲလေးတွေရောစားဘူးပြီးသားလူတွေရောအဲလာစားဖို့အတွက်အငွားဖိတ်ခေါ်ပါတယ်တခြားမြို့ကလာလေတဲ့သူလေးတွေလည်းလမ်း60 26 29ကြားမှာရှိရဲ့လမ်း60ရခိုင်မုံဒီမှာအငွားလာစားဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင် ကဲအငုံလဲစားလို့တောက်လို့ပြီးသွားပါပြီနောက်ထပ် blog တွေမှာလည်းအငုံဘယ်တွေသွားပြီးတော့ဘာတွေစားပြအောင်လဲဆိုတာအားလုံးပဲစောင့်ကြည့်ပေးကြပါအောင်เนาะအားလုံးပဲတက်တာပါ